အစအပေါ်အတန်အပျော်သဘောလုပ်တဲ့အရာတစ်ခုကတလောက်ကြောက်စရာကောင်းတဲ့ဖြစ်နေကြုံရလိမ့်မယ်လို့ကျွန်တော်တခါမှမတွေးမိခဲ့ပါဘူး။ဖြစ်ဖြစ်ကလူပါကျွန်တော်နေတဲ့မြို့လေးရဲ့အစွန်မှာလူမနေတဲ့ခြံဝင်းကြီးနဲ့အိမ်တလုံးရှိရဗျမြို့ကလူတွေပြောကြတာကတော့အင်မတန်တရေချောက်တယ်လို့ပြောကြပါတယ်လူငယ်တွေရဲ့ညဘက်စကားဝိုင်းမှာအဲ့ဒီအိမ်ကြီးရဲ့အကြောင်းကတော့မပါမဖြစ်ပါပဲအိမ်ရဲ့ယာဇဝင်ကလည်းတကယ်ဟုတ်မဟုတ်တော့မသိဘူးချောက်စရာကြီးဗျ ဲ့ဒီအိမ်မှာရင်ကหนีသွားတဲ့လူကမော်ဆရာလူလူဘာလူလူသူ့ channel မှာပဲတရေမွေထားသလိုလူလူတွေကပြောနေကြတာဒီလူကဘယ်သူနဲ့မှလည်းရက်ထဲမှာပေါင်းသိမ့်မလို့ဘူးတဲ့ဒီတော့သူ့အကြောင်းကိုသိရသူကဘယ်သူမှမရှိဘူးပေါ့သူတီတော့လေတီမဲ့နေကသူ့ရဲ့ channel မှာသူ့ရဲ့ order ကတမျှလုံးကြားနေရပြီးမနေ့ကမှတန်တိတ်သွားလို့ရက်ထဲကလူတွေကသွားကြည့်တော့မော်ဆရာဆိုတဲ့လူကြီးအိမ်ရဲ့ channel မှာဆန့်ဆန့်ကြီးလဲနေတာတဲ့ဘာလို့တီရလဲဘာရောဂါနဲ့တီရတယ်လို့ကျွန်တော်လည်းမသိပါဘူးဒါပေမဲ့သူတီသွားပြီးတဲ့က အိမ်ကြီးမှာဘယ်သူမှမနေတော့တာခုချိန်ထိပါပဲခုတော့လဲအိမ်ကြီးက ပြိုပြက်နေပါပြီအိမ်ကြီးကမြို့ဆွန်မှာရှိတာဆိုတော့ညဘက်ဆိုရင်အဲ့ဒီအိမ်သားကနေဘယ်သူမှတယောက်တည်းဖြတ်မသွားရဲပါဘူးတကယ်တော့ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတာတီတို့နှစ်ယောက်အတူတူရက်တော့ရင်းကနေတာတီကရက်တော့ပြင်းမြို့ဆွန်ကအဲ့ဒီအိမ်ကြီးကိုသွားကြည့်အောင်လို့စပြောလာပါပဲမှန်တာပြောရရင်နည်းနည်းတော့ကြောက်ပြီမင်းတာတီကကျွန်တော်တတ်တိမရှိဘူးလို့ထင်ပါလဲဆိုတော့ကျွန်တော်လည်းသူ့ရဲ့အကြံကိုလက်ခံလိုက်ပါတယ်နှစ်ယောက်သားရက်ဆိုင်ကနေထလာတော့တော်လေးရည်ရင်ခိုက်နေပါပြီ တာရီယာတို့တလန်းလုံးအားပေါင်းအရင်တန်တန်နဲ့စကားတွေများလာပါတယ်။အဝေးကနေလှမ်းပြီးအင်ဂျီကိုမှောင်ထဲကနေမြင်လိုက်တဲ့အချိန်မှာကျွန်တော်တကူလုံးကြက်သိန်းတွေဟုန်ငနဲ့ထလာပါတယ်။မှောင်ထဲမှာမြင်ရတဲ့အင်ဂျီကစိတ်ထဲမှာမကောင်းဆိုးဝါးကြီးတစ်ကောင်ထိုင်နေသလိုထင်ရပါတယ်။အေးရဲ့အနောက်ကိုရောက်တော့ကျွန်တော်စိတ်ထဲကပဲထင်လို့လားမသိပါဘူး။အပုတ်နဲ့ရတယ်လို့တော့ထင်လိုက်မိပါတယ်။အင်ဂျီကအိုဟောင်းပြီးလူမနေတာမပြုတ်ပြင်တာတော်ကြပြီးတချို့နေရာတွေကပြူရောင်ကျနေပါပြီ။အိမ်မိုတက်ရင်အန်ဒီရောင်ခင်းပါမလားမသိပါဘူး။ဒါပေမဲ့တာတီက ရှေ့ကနေပြီးအိမ်မော်ကိုယင်တက်သွားပါတယ်။ဒါကြောင့်ကျွန်တော်လည်းသူ့နောက်ကနေအိမ်မော်ကိုလိုက်တက်လာခဲ့ပါတယ်။အိမ်ထဲမှာတော့အပြင်မှာလိုပဲအတော်လေးကိုပြုတ်ပြက်နေပါပြီ။တာတီးကတော့ရှေ့ကနေဥဆောင်ပြီးအိမ်ထဲမှာရှောက်သွားနေပါတယ်။အိမ်ထဲရောက်လို့တော်တော်လေးကြာတဲ့အထိဘာမှထူးခြားတာမတွေ့တော့ကျွန်တော်စိတ်ထဲမှာတော့အလကားပါကွာလို့တော့ထင်မိလာပါတယ်။ဒါပေမဲ့ကျွန်တော်တွေးမှမဆုံးသေးပါဘူး။ရှေ့ကနေသွားနေတဲ့တာတီးကအားကနေဝေါ်လာတယ်။တာတီးရဲ့ဝေါ်သံကြောင့်ကျွန်တော်တော့တော်လန့်သွားပါတယ်။ဒါကြောင့်ရှက်ရှက်နဲ့တာတီးကိုဟဲ့ဘာဒီဆော့အော်နေရလဲလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့တာတိရဲ့မျက်နှာကိုကျွန်တော်မြင်လိုက်ရချိန်မှာတော့ကျွန်တော်တကယ်ကိုရမ်းလန့်သွားပါတယ်။ဘာလို့လဲဆိုရင်တော့တာတိရဲ့မျက်လုံးတွေကနီးရဲပြီးပြူးထွက်နေတယ်။ပါးစပ်ကလည်းတဝူးဝူးနဲ့အော်နေပါတယ်။သူ့ရဲ့ပုံစံကြီးဖြစ်နေရမြင်ရတော့ကျွန်တော်တော့ခြေမကန်ပြီးလက်မကန်ပြီးဖြစ်သွားပြီးလန့်သွားပါတယ်။ဂျုံကနေကျွန်တော်ရဲ့မျက်နှာရှိကနေဖြတ်ပြန်သွားတဲ့လင်းတို့ကြောင့်ယုတ်တိရကျွန်တော်ပါလန့်သွားပါတယ်။ကျွန်တော်ဟင်တာတိမနောက်နဲ့ကွာလို့ပြောလိုက်ပြီးမှတာတိကကျွန်တော်ရဲ့နောက်ဖက်ကိုကြည့်ပြီးဝူးဝါးဝါးနဲ့လှုပ်နေပါတယ်။ ကျွန်တော်လည်းသူ့လုံနေပုံကိုကြည့်ပြီးနောက်ကျိုးမလုံတော့တာနဲ့တက်ကြည့်လိုက်တော့မမောက်နှမောင်လင်းအောင်မှာထုတ်တန်းပေါ်မှာရှိနေတဲ့မျက်လုံးနေနဲ့ကောင်းကြီးကောင်ကိုတွေ့လိုက်အရန်ကိုလန့်သွားပါတယ်။သူကကျွန်တော်ကိုစိုက်ကြည့်နေရတယ်ချမ်းမြေပေါ်ကိုဘုံကနေခုန်ချလာပါတယ်။ကျွန်တော်ကတာတီကိုပြေးတော့ဟေးလို့ပြောလိုက်ပြီးမှတာတီကတော့တီးအီးနဲ့ပဲလုံနေပါတယ်။ဒါပေမဲ့ထူးထူးခြားပဲအနောက်ကိုပြန်လှည့်ကြည့်လိုက်တော့ခုနအကောင်ကြီးကမရှိတော့ဘူးပြ။ခုနရင်ထုတ်တန်းပေါ်ကနေခုန်ချလာတော့ကိုခုမတွေ့ရတော့လို့အတော်လေးစိတ်သက်သာရသွားပါတယ်။ ကျွန်တော်လဲတာတီကိုကမန်ကတမ်းမဲ့လှုပ်နှိုးပေးမယ်တာတီကတော့ပြန်သတိလေးမလာပါဘူးကျွန်တော်လဲဘာလုပ်ရမလဲလို့တွေးလို့မရတော့ပါဘူးဒီချိန်မှာပဲမောင်လေးကထွက်လာတဲ့တခွိခွိနဲ့တက်ရှူတိုင်းကြောင့်ကျွန်တော်ကပါလာတဲ့ဓာမီနဲ့ကမန်ကတမ်းထိုးကြည့်လိုက်တာခုနထုတ်တန်းပေါ်မှာအကောင်ကြီးပြကျွန်တော်တို့မျက်မှောင်ကြီးကြုတ်ပြီးကြည့်တယ်ကျွန်တော်လဲဒီကိုယ်လုံးချက်သိမ်းနေဖြန်းကနေထလာပြီးဒူးတွေပါတုံလာတယ်ကြောက်ကြောက်နဲ့အဲ့ဒီအကောင်ကြီးကိုလက်ထဲမှာရှိတဲ့ဓာမီနဲ့ကောက်ပေါက်လိုက်မိပါတယ်တနေ့ဓာမီကခုတ်ကနေတဲ့လက်အတူကြောက်ခွဲသွားပြီးခန်းတစ်ခုလုံးမှမှောင်ကြတော့တယ် ျွန်တော်ကမောင်လေးကိုအားဆိုင်ပြီးကြည့်လိုက်တော့ခုနပြောတဲ့ကောင်းကြီးကရှိနေတော့ငယ်သူ့ရဲ့တက်ရှူတန်ကြီးကပို့ပြီးအောင်ပြင်းလာပါသေးတယ်ကျွန်တော်ကြည့်နေတော့မှာပဲသူကဖြည်းဖြည်းချင်းရှေ့ကိုတိုးလာတယ်မြင်ရလို့အယံလန့်တော့တာလီကိုကြည့်လိုက်တော့တာတီတယောက်ကလှုပ်တော့မလှုပ်ဘူးဗျကျွန်တော်လည်းဒီအခြေအနေကိုရောက်မှာတော့ဘာမှမတတ်နိုင်တော့ဘူးတာတီကိုထားပြီးပြေးတော့မယ်လို့စဉ်းစားလိုက်ပြီးအခန့်ဝကိုထပြေးလာခဲ့ပါတယ်တကားဝရောက်လို့နောက်ဖက်ကိုပြန်လှည့်ကြည့်လိုက်တော့ခုနအကောင်ကြီးကတာတီဘေးနားမှာတော့ရောက်နေပြီကျွန်တော်လည်းဘာမှတွေးမနေတော့ပဲအိမ်ထဲကနေထွက်ပြေးလာပါတယ် ကျွန်တော်ပြေးထွက်လာပြီးအိမ်မြေရောက်လို့မှခြေလမ်းဘယ်နှလမ်းမှမရှိသေးဘူးအနောက်ကနေကျွန်တော်နာမည်ကိုခေါ်လိုက်တဲ့တာတီးရဲ့အတန်ကိုကြားလိုက်ရပါတယ်ကျွန်တော်ပြန်လှည့်ကြည့်လိုက်တော့ခုနသတိမိနေတဲ့တာတီးကိုတကားပေါ်မှာမတက်ရဲတွေ့လိုက်ရလို့ကျွန်တော်လည်းအယမ်းပဲအံ့ဩသွားပါတယ်ဒါဟာတကယ်ပဲတာတီးလားဒါမှမဟုတ်ခုနမကောင်းဆိုးွားကောင်ကြီးကတာတီးဟန်စောင်းနေရလားဆိုတော့ကျွန်တော်လည်းမတွေ့တတ်တော့ပါဘူး